အားလုံးမင်္ဂလာပါမယ်နီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့နောက်ဆုံးရသတင်းလေးရှုရတာလည်းရှိပါတယ်အဲလာမဲဒီ international break ပွေးစဉ်အပြီးမှာပေါ့ဗျာအကိုသမားနေရာမှာလယ်မဲနေနဲ့ပြန်ပြီးတော့ပွေးထွက်လာဖို့ချီကြောင်းဒီကောပဲလေကျွန်တော်တို့ပုံမှန်ဖော်ပြလာမှုတွေရှိပါတယ်ပြီးလို့ချင်း United အသင်းကိုပေါ့ဗျာပြီးသေးဝယ်ယူဖို့အတွက် UAE အဖွဲ့အစည်းတစ်ခုကလည်းဂလေဆာတို့တဲ့ကဲလဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ report ကျွန်တော်တို့ထုတ်ပေါ်နေပါတယ် ဆိုတော့ဒီသတင်းနှပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးရအခြေအနေတခုမှဘလို့ရအကြောင်းအရပါဝင်မှုချိမလဲဆိုတာဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါဆရာသမားတွေအားလုံးပဲမင်္ဂလာပါပထမဆုံးကျွန်တော်ဂျီကောမင်ရဲ့ report ကိုကြည့်ရလို့ချင်းမန်ချက်စတာနဲ့တဲ့အသင်းဂိုသမားရဲ့လန်မဲကိုပါဗျာလာမင်းလီဗာပူးနဲ့ပွေးစီမှာပွေထုတ်ပါဝင်လာမှုရှိနေတယ်ဆိုပြီးတော့ report လုပ်ထားပါတယ်ဆိုတော့လန်မဲအနေနဲ့ပေါ့ဗျာပြီးခဲ့တဲ့ကျွန်တော်တို့ဆန်နယ်လန်နဲ့ပွေးစီမှာအကောင်းဆုံးလက်စွမ်းပြပြီးတော့ကလင်းရှိလေးရခဲ့တယ် ပြည်သက်မြင်ရှင်တဲ့အဒမနာအသိလိုရှင်တဲ့ပုံစံတွေတကိကိုလက်ဆွဲပြကောက်ခွေးမှုတွေပြုလုပ်ထားခဲ့တယ်။ဒါကြောင့်ပဲအခုကျွန်တော်ဂျီကော့ဘင်ရဲ့ report တွေမှာဆိုရင်လည်းလီဗာပူးနဲ့ပွေးစီမှာထဲမဲ့ပြီးတော့မြင်တွေ့ဖို့အလားလာချီကြောင်းသူဒီလိုမျိုးတင်ထားတယ်။ဆိုတော့ဒါကိုကျွန်တော်စဉ်းစားကြည့်ရမှာဘာကြောင့်လဲဆိုရင်လီဗာပူးနဲ့ပွေးစီကတကိကိုအင်မတန်အရေးကြီးတဲ့အခြေအနေတစ်ခုမှကျွန်တော်ရှိနေတယ်။အာကျွန်တော်တို့ကဝေးခွင်းတော်ကစားမှာဖြစ်တယ်လို့လီဗာပူးတို့ဆိုတာကမန်ချက်စတာယူနိုက်တက်အသင်းကို အခုနောက်ပိုင်းမှာလှုပ်ရှင်သူတို့လုံနေကြတဲ့အသင်းတွေဖြစ်တယ်။ဒါကြောင့်တကယ့်အရေးကြီးတဲ့ပွဲစဉ်ပြီးလို့ရှိရင်အသင်းကြီးနဲ့ထိတိုက်တွေ့တဲ့အနေအထားတစ်ခုမှာအတွေ့အကြုံပိုင်းနဲ့ကျွန်တော်လူအချစ်တွေရှိနေသေးတဲ့ကိုသမလန်မက်စကိုပွေထုတ်လာပါမလား။ဒါမှမဟုတ်လို့ချင်းမက်ရှယ်ဆောင်နေတဲ့အသင်းနဲ့200ဒီ300ဒီဖြစ်သန်းပြီးတော့အတွေ့အကြုံကျွန်တော်ရင်းနေကစားသမားဖြစ်တဲ့ brainer ကိုကျွန်တော်ပွေထုတ်လာမလား။နေပြတိုင်းကတော့ဒီလိုမျိုးအတင်းကြီးနဲ့ထိတိုက်တွေ့တဲ့အနေအထားတစ်ခုမှဆိုရင်အများအပြားကတော့တွေးကြုံပိုက်ကိုဦးစားပေးတယ် အနေထားတွေမှာကျွန်တော်တို့တွေ့ရတယ်အခုလေးပဲဒီ lemmas ကပြီးကလေးပွဲစီမှာတကယ့်ကိုလက်ဆွဲပြောင်းမှုချခဲ့တယ် manchester ဆောင်နေတဲ့အတင်းအနာကဲအတွက်ကိုခေါ်ယူခဲ့တဲ့ဂိုးသမားတယောက်ပေါ့သို့တော်ညာလဲကျွန်တော်တို့ manchester ဆောင်နေတဲ့အတင်းရဲ့နီးပြားအမ်မရင်ကအဲ့ဒီပွဲစီမှာအသုံးပြုဖို့ဆိုတာကတော့ယာနုံးပြီးတော့ကျွန်တော်တို့မလွယ်ကူပါဘူးဆိုတော့လယ်မဲပွေထုတ်လာဖို့ရှိမလားသူတွေမလို့ချင်းဘရင်တာကိုကျွန်တော်တို့ပွေထုတ်လာမလားလယ်မဲကိုကျွန်တော်ဆက်သုံးမယ်ဆိုရင်ဘလို့အချင်းနေရှိမလဲဘရင်တာကိုကျွန်တော်တို့အသုံးပြုနေတယ် ဒါပေမဲ့ brainer စီကနေကျွန်တော်ထိတ်တလောက်ခွင်းနေပုံမရဘူး message ဆောင်နည်းနည်းသိရင် global area ထဲကိုကောက်ကွယ်မှုအလောက်ထိပြုလုပ်နိုင်တဲ့ go to market ရောက်ဆိုတာလုံးဝမလွေးသေးအခု lemon ကိုကျွန်တော်တတိကျယုံကြည်လို့မရဘူးအ message ဆောင်နည်းနည်းသိနေဒီ lemon ကဒီရတီမှာနောက်ဆုံးအပြောင်းရွှေ့တစ်ခုမှခေါ်ယူခဲ့တာဒါပေမဲ့လို့အချင်းချင်းပြောလို့ချင်းကိုသမား lemon ရဲ့အခြေအနေကကျွန်တော်တို့ပြည့်တဲ့ကြမှာနားလေရခက်နေတာပေါ့ဗျာတိုးတော့ ျွန်တော်ဒီဂိုးသမားနဲ့ပတ်သက်ပြီးတော့အပြည့်ဝမဟုတ်ရင်တော့မက်ရှင်စာအောင်တဲ့အတင်းတွေအများကြီးအကျိုးပြုလာနိုင်တဲ့ဂိုးသမားတယောက်ဆိုတာကျွန်တော်လက်ခံရမှာအတင်းနဲ့အတူကစားပေးထားခဲ့တဲ့ဂိုးသမားတွေဒီမှာဆိုရင်အန်ရွေအွန်နာနာနေရာဒီသူအန်ဒီဖြစ်တဲ့နေဘလို့မှချင်နေမကောင်းဘူးပိန်တာဆိုရင်ထွန်းနေလကောင်းပဲဒါကြောင့်ဂိုးသမားနေရာမှာအရေးကြီးတဲ့အတွက်လည်းမဲ့ကိုကျွန်တော်ခေါ်ယူခဲ့တာအဲကြည့်ရမှာပေါ့ဗျာလီဗာပူးနဲ့ပွဲစီမှာအဝေးခွင့်ဖြစ်တဲ့အတွက်ကျွန်တော်ခုနပြောသလိုပါပဲ အာတွေ့ကြုံပိုက်ကိုဦးစားပေးပြီးတော့ဝော်ရင်ကိုသမားတွေကိုအုံပြမလားသူတွေမဟုတ်လို့ချင်းကျွန်တော်တို့အတင်းအတွဲအနာကဲမှာလုံအောင်ကောင်းမယ်လားမေးကိုသမားလန်မက်စ်ကိုထည့်ပြီးတော့မြင်တွေ့ခဲ့ရမလားအကျွန်တော်ပါဝင်တချို့ပြိသက်တွေကလည်းပဲလန်မက်စ်ကိုပွေးတိုင်းလို့လို့မှာအုံပြစီရှင်တာပဲဘာကြောင့်လဲဆိုရင်ကိုသိမာကတိုင်ပေးတဲ့ကိုသမားတွေရှိခဲ့တဲ့အတွက်လန်မက်ကိုယုံကြည်ထားတာဒါတော့တဘာဝတော့ကြတယ်ဆုံးကြည့်အောင်ပါဗျာဒီကောပဲရပေါ်ကတော့ကိုသမအနေနဲ့အဲ့ဒီပွဲစီမှာပွေထုတ်ပါဝင်လာဖို့အရှင်ရှင်ရှိကြောင်းသူကပြောတာတယ် ထပ်ပြီးတော့ကျွန်တော်တို့ဒီအသင်းပိုင်ရှင်အပြောင်းလဲနဲ့ပတ်သက်ပြီးတော့လက်တော်တော်မှာတော်တော်ကိုဟောဖြစ်နေတယ်။ဒါကကျွန်တော်အမယ်လားအမားလားဆိုတာကတော့တိတိကျကျမသိချရသေးဘူး။အခုကျွန်တော်တို့ခရစ်ပီလာရဲ့ပို့ကိုကြည့်ရလို့ချစ်ယူရီအခြေဆိုင်ဖွေးတစ်ခုကပေါ့ဗျာမက်ချက်စာကိုနေတဲ့အသင်းကိုဝေယူဖို့ဆယ်တန်းရှိနေပြီးတော့လက်ရှိမှာဂလေးစာတို့နဲ့ကဲလန်မှုတစ်ခုပြုလုပ်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့သိရှိထားရတယ်။တစ်ဖက်မှာလည်းအသင်းပိုင်ရှင်ဖြစ်ကြတဲ့ဂလေးစာတို့ကတော့ဗျာအသင်းကိုလုံးဝ ပြီးတဲ့ရောက်ရှားတဲ့နေရာမှာပေါင်9ဘီလီယံသူမောဒေါ်လာ9ဘီလီယံအထိကိုအလိုရှိနေကြောင်းထဲမှန်ပြီးတော့သူကဖော်ပြထားတယ်ဒီသတင်းကိုဒီနေရာမှာကျွန်တော်ခဏနားလိုက်မယ်အခုမန်ချက်စတာဝန်နေတဲ့အသင်းကပေါ့ဗျာအာနေပြအပြောင်းလဲတွေပြီးခဲ့တဲ့ရပ်ပိုင်းအတွက်တော့မှတော်တော်ကိုဟော့ဖြစ်ထခဲ့တယ်နေပြအမ်မွန်ရဲ့အတွက်ကလည်းဖီယာပရက်ရှာတွေတော်တော်များနေတယ်ဒီလိုအခြေအနေတစ်ခုမှအသေးပိုင်ရှင်တွေဘက်ကနေပြအမ်မွန်ကိုနှစ်နှစ်သုံးနှစ်လောက်ထိအချိန်ပေးရအောင်မယ်အချိန်ပေးဖို့ရှိနေတယ်ဆိုပြီးတော့ ဖော်ပြလာမှုတွေရှိခဲ့တယ်။ဒါတွေကြောင့်မိထင်ပါတယ်နေပြပရက်ရှာတွေများနေတဲ့အနေအထားတစ်ခုမှာလုံးဝကျွန်တော်တို့ဒီတည်နေဖုံးလဲရှင်တဲ့အနေအထားတစ်ခုလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ထဲပြီးတော့ခရစ်စဗီလာကကျွန်တော်ဖော်ပြထားတဲ့သူတို့အသင်းကိုပေါ့ဗျာဝေယူပြီးတာနဲ့ဇာတမဟောင်းတချို့ကိုပေါ့တဲ့နမယ်အဖြစ်ခဲဖို့တွေလဲချိကိမှုတွေဖြိုးထားပြီးဖြစ်ကြောင်းသူကဆိုထားတယ်။ဒါကိုကြည့်အောင်ကြည့်ပေါ့ဗျာပြောလို့တော့မရဘူးလက်ရှိမန်ချက်စတာကိုနည်းနည်းအသင်းရဲ့ဂလီဇာတို့က ဆာဂျီရီကလေဂျိုအင်နီယိုဖွေးတို့ကိုအပြီးသက်ကျွန်တော်ရောင်းချခဲ့တာမဟုတ်ဘူးချီယာတဝက်ကိုရောင်းချတယ်မက်ရှယ်ဆောင်နည်းနည်းအသင့်မှာလိုအပ်တဲ့ investment အပိုင်းတွေကစားသမောက်ခေါ်မှုတွေဟုတ်တယ်မလားအများကြီးပြုပြင်ပြောင်းလဲမှုနေရာမှာလွယ်ရှိတယ်ရှိနေသေးတယ်ဒါတွေကြောင့်လည်းပဲကျွန်တော်တို့စဉ်းစားရတာတစ်ဖက်မှာလည်းပဲဆာဂျီရီကလေတို့ကချီယာတဝက်ဝယ်ယူထားတယ်ဆိုပေမဲ့လို့မက်ရှယ်ဆောင်နည်းနည်းအသင့်ကိုနောက်ကနေကြိုးကင်နေတာဂလေစာတို့ဖြစ်တယ်ကုတ်သေးဆုံးနေတာဆိုတော့ဒီလိုအခြေအနေတစ်ခုကိုကျွန်တော်ပြည်သက်တွေကလည်းလိုလားချင်မှာတော့မဟုတ်ဘူး စာကြည့်တော့ပြီးတဲ့ဝေချင်ဝင်တူရီမော်လိုချင်းတခြားဒီစော်ဒီလိမ့်တူရီမော်လိုချင်းအခုထွက်ပေါ်လာတဲ့ UAE တို့အဖွဲ့တွေကနေဝေချင်ဝင်ပေါ့ကျွန်တော်တို့ကဒီလိုမျိုးအပြောင်းလဲတွေလုံးနေတာကတော့တော်တော်ကြာနေပြီဒါပေမဲ့ထိရောက်တဲ့ပုံစံနဲ့မလုံးနိုင်ခဲ့ဘူးစာကြည့်ရက်ကလေးမွေခင်တို့ကဆိုရင်ပေါ့ဗျာရင်းနဲ့တတိယတွေကိုကျွန်တော်ရောင်းချမှုတွေစီစဉ်ခဲ့တယ်တိုးတော်လေးကလေးစားတို့ဘက်ကစာကြည့်ရက်ကလေးတို့ကိုချေရတဝက်ပဲရောင်းချခဲ့တယ်ဒါကအတင်းအတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောလို့မရဘူးဆိုတော့ ကျွန်တော်ဗီဒီယိုစာပြောသလိုပါပဲမန်ချက်စတာအုံနဲ့အတင်းရင်းနေပြပြောင်းနေနေပြအမ်မွန်တွေအတွက်ဖီယာအများကြီးကြုံကြရတဲ့နေတာတခုပြီးလို့ချင်းအသင်းဘက်ကလည်းပဲနေပြအမ်မွန်တွေကိုပါဗျာနည်းနည်းသုံးနေဒီထက်မှပြီးတော့အချိန်ပေးဖို့ဒီလူတွေထွက်ပေါ်လာတဲ့နောက်ပိုင်းမှာဒီတည်င်းကိုဖုံလဲရှင်တဲ့အတွက်အခုအသင်းပိုင်ရှင်အပြောင်းလေးကိုထွက်ပေါ်လာတာစဉ်းစားကြရတယ်ကျွန်တော်အများကြီးဖြစ်လာတယ်ဆိုတော့ ဒါပေမဲ့ပါကျွန်တော်ပတ်စလီတယောက်မြင်ပြောလို့ချင်းတော့မက်ရှယ်ဆာကိုနည်းနည်းသိရင်ဒီအသေးပိုင်ရှင်အပြောင်းလဲကတော့ဒီရဒီလေးပဲကျွန်တော်ဖြစ်လာစီရအကြောင်းကိုမရှိတာစောစောပြောသလိုပါပဲယူနိုက်တက်အသင်းကိုပေါ့ဗျာနောက်ကနေကြိုးကင်နေတာဂလီဇာတို့အဖွဲ့ဖြစ်တယ်သူတို့ကဒေါ်လာ5ဘီလီယံပဲဖြစ်ဖြစ်ပေါင်5ဘီလီယံပဲဖြစ်ဖြစ်ရောင်းချဖို့တည်းဥတည်ထားတာလက်ရှိအနေနဲ့တခုမှဆိုရင် ဒီခရစ်စတီလာကရိုပိုအရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ပေါ့ဗျာ UAE ရဲ့ခြေစိုက်ဖွဲ့တခုကကလေးစားတို့နဲ့ဒီမျိုးဆွေးနွေးဖို့တဲ့ကဲလဲဖို့ပြင်ဆင်နေဆိုပြီးတော့ရိုပိုလုပ်တာတယ်ကျွန်တော်ဒီဟုတ်ချင်လေဟုတ်မယ်မားချင်လေမားနိုင်ဒီတဲ့င်းကပြောလို့တော့မရဘူးဒါပေမဲ့ဒီလိုမျိုးထွက်ပေါ်လာတဲ့အနေအထားတခုကြည့်အောင်လို့ချင်းကျွန်တော်အတင်းအတွက်ကိုအင်မတန်ဝမ်းသာစရာတခုဖြစ်ပါတယ်အဒီနေရာမှာတခြားကျွန်တော်ပြောချင်တာကအတင်းပိုင်ရှင်တွေပြောင်းလဲမှုလုပ်တဲ့နေရာမှာတော့ ကောင်းမွန်တဲ့အသေးပိုင်းရှိတဲ့ရောက်လာခင်းမယ်ဆိုရင်ဟို investment အပိုင်းလုပ်တဲ့နေရာမှာငွေသုံးတဲ့နေရာမှာကျွန်တော်တို့အများကြီးပိုတာလို့ရတာပေါ့ဗျာစာရင် regulator တဲ့ glazer တို့တဲ့တိုးတော့ငွေသုံးတိုင်းအသေးနေကောင်းတာမဟုတ်ဘူးမလိုလားပဲကျွန်တော်တို့ဒီငွေတွေဖြုံးမယ်ဟုတ်တယ်မလားဒီလိုမျိုးအနေထားရှိလာခင်းမယ်ဆိုရင်ဒါတိုင်ပဲဦးမှာအပီကရီယာတီဒီမှာလေးမန်ချက်စတာကိုနည်းနည်းအသင်ကကစားသမားခေါ်မှုတွေမှာလေးကျွန်တော်တို့ပြုလုပ်ထားတာပဲအခုဒီယာတီမှာလေးပဲပြုလုပ်ထားခဲ့တယ် ပေါင်သဲ200ကျော်300ထိကျွန်တော်အသုံးပြုခဲ့တယ်ဖြင်းတလောက်အဆင်ပြေလားအဆင်မပြေဘူး regiment wine လေးတို့ကအငားရှားတယ်ဟုတ်တယ်မလားအာတင်းမရှိနေတဲ့ဂါနာရှိုးတို့မာကယ်ရရှိဖို့တို့တခြားအန်တိုနီဆန်တို့တဲရရှိအသုံးပြုခဲ့တဲ့ဒီကစားသမားတွေကိုကျွန်တော်လက်လက်ခဲ့ရတာပဲဆိုတော့အကုန်လုံးကိုကျွန်တော်ရှုံကြည့်လို့ပြောလို့ရှိပေါ့ဗျာမက်ရှစ်ဆောင်နည်းနည်းအသင်းအသီးပိုင်ရှင်အပြောင်းလဲကတော့တရားဒီမှာဖြစ်လာစရာအကြောင်းလုံးဝမရှိဘူးလို့ကျွန်တော်ကထင်နေမိတယ် ဒါကကျွန်တော်တရားရခလို့ပြောတာမဟုတ်ဘူးเนาะဖြစ်ကောင်းလေးဖြစ်နေတယ်ကျွန်တော်တို့အသင်းရဲ့သတင်းတွေကိုတောက်လျှောက်ကိုအမေရိကန်ဆုံးတင်ပြနေတယ်ဖာဘူဆိုရိုမိုနိုတို့ဒီမနာဒေးဗစ်ရော့စတင်တို့စိတ်ချရတဲ့ရီပိုတာတွေမှာပါရတဲ့အတွက်စောင့်ကြည့်ရမယ်လောလောဆယ်မှာတော့လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပိုင်ရှင်အပြောင်းလေးကလုံးဝခရက်ထနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဗျာပြည်သက်တွေကြမှာရောတခြားသတင်းဌာနတွေမှာပေါ့ဒီလိုအခြေအနေတခုမှာပေါ့ဗျာသတင်းဌာနတိုင်းကလည်းရေးစရာအိမ်နဲ့ကောင်းတော့ကို United အသင်းရဲ့သတင်းတွေကစိတ်ဝင်စားမှုတော်တော်ကိုဖြစ်တဲ့အတွက် ။စောင်းတော့ကြည့်ရမှာပေါ့ဗျာ။ဘေးရောင်ကမှတစ်ချက်ချင်းကျွန်တော်တို့ယုံကြည်လို့မရတဲ့အတွက်ဖြစ်ကောင်းလေးဖြစ်ရနိုင်တယ်ဆိုတော့မားချင်လေးမားလာနိုင်တယ်။ကိုဒီပြိသက်တွေအဖို့ကပေါ့ဗျာ။ကောင်းဝင်တဲ့အချိန်တွေတခုရှိဖို့ပဲကျွန်တော်တို့မျှော်လင့်တာ။အသေးအနေနဲ့လုတ်သေးလုတ်ထိုက်တဲ့ပြောင်းလဲတဲ့ကစားသမားခေါ်မှုတွေမှာလည်းတကယ် quality ရှိပြီးတော့ လူငယ်ကစားသမားလေးတွေပါဝင်မယ်ပြီးလို့ရှိရင်အသင်းကိုပြပြပြောင်းလဲတဲ့နေရာမှာလည်းအင်တိုင်းအားတိုင်းနဲ့အမေကစုလှုပ်လာလို့ရမှာပေါ့ဆိုတော့စာသမားတွေဒီကနေ့ဗီဒီယိုလေးကတော့မန်ချက်စတာအောင်တဲ့အသင်းကိုသမားတွေဖြစ်တဲ့လမ်မဲအားဆိုရင်လမ်မဲလီဗာပူးနဲ့ပွဲစဉ်ကိုပါဝင်ဖို့အတွက်နီစဲမူချီကြောင့်ဂျီကောဘဲကနေပို့လို့ထားတဲ့တည်ရဲ့ယူနေတဲ့အသင်းကိုပေါ့ဗျာပြီးသေးဝယ်ယူဖို့အတွက်ယူရီအခြေဆိုင်အဖွဲ့တစ်ခုကနေပြီးတော့ကဲလဲမှုတစ်ခုပြုလုပ်ဖို့အတွက်ပြင်ဆင်နေကြောင်းခရစ်ဗီလာကနေပို့လို့ထားတဲ့အခြေအနေတစ်ခုကျွန်တော်ဆွေးနွေးတော့ကြတာဖြစ်ပါတယ် ဒီတည်နှစ်ပုတ်ကပေါ့ဗျာကျွန်တော်တို့ထင်မြင်ဆက်ဆက်တည်နှစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြည်သက်စိတ်ဝင်စားစီရာဖြစ်အောင်လဲတည်ဌာနတွေကလည်းဒီလိုမျိုး report တွေထွက်ပေါ်လာတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဗျာဆောင်ကြရမယ်ညီကလေးရဲ့အမြင်လေးတွေကိုဘယ်လိုကြည့်မလဲဆိုတာကျွန်တော်ရဲ့ comment လေးမှာဆွေးနွေးပေးကြပါအောင်ဒီလိုကတော့ဒီလောက်ပါပဲနောက်ထပ်လည်း message ဆောင်တဲ့တင်းတဲ့ပတ်သက်တဲ့တည်နှစ်ရထားလို့ချီလေစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ချီရတဲ့ဒီ channel လေးကိုပူပေါင်းကြဖို့ကျွန်တော်တောင်းဆိုပါတယ်ကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ